မတ်လ25ရက်နေ့ဒီနေ့ကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဒီနေ့မှာတော့ရန်ကုန်မြို့ရှိအများပြည်သူအပန်းဖြေရာပန်ဦးရင်နယ်အတွင်းစီးပွားရေးအသုံးပြုမှုအတွက်ငှားရခနှုံတာတွေဟာအလွန်နှဲပါနေတာကြောင့်ပြန်လည်စစ်စစ်ပေးဖို့ NLD ပါတီမှလွတ်တော်ကိုယ်စားလှယ်ကတင်ပြခဲ့တယ်ဆိုတဲ့သတင်းအစိုးရအသက်လက်ထက်မှာဖာကန့်ဒေသကြောင်းမြတ်တူဖော်နေမှုနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့အစ်ဖွဲ့ပြီးစုံစမ်းစစ်ဆေးပေးဖို့ကချင်လူတို့အဖွဲ့အစည်းတွေကတောင်းဆိုခဲ့တယ်ဆိုတဲ့သတင်းရှယ်ယာရောင်းဝယ်စတင်လိုက်တဲ့ရန်ကုန်စတော့အချင်းဆိုတဲ့သတင်း အနုပညာနယ်ပယ်အသီးသီးကနိုင်ငံကျော်အနုပညာရှင်တွေပါဝင်ဆင်နွှဲမဲ့နေမွန်စည်းစာအနုပညာပွဲတော်ဆိုတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရန်ကုန်မြို့မှာရှိတဲ့အများပြည်သူပန်းဖြစ်တဲ့ပန်းဥယျာဉ်တွေအတွင်းမှာစီးပွားရေးအသုံးပြုမှုအတွက်ငှားရမ်းထားတဲ့နှုံထားတွေဟာအလုံးနေပါတာကြောင့်အစိုးရအသင်းတွေနဲ့ပြန်လည်စီစစ်သုံးသပ်တဲ့လို့ NLD ပါတီမှစံကြောင်းမြို့နယ်တန်းလိုက်တာကြီးလွတ်တော်ကိုယ်စားလှယ်ဦးတော်ရအောင်ကထောက်ပြဆွေးနွေးခဲ့ပါတယ်။ အများပြည်သူအပန်းဖြေရာနေရာတွေမှာလောက်ကန်ခွင့်ပြုထားတဲ့စီးပွားရေးလုပ်ငန်းတွေရဲ့ငှားရမ်းကနှုံတွေကိုလေ့လာကြည့်ရမှာဒီလိုနှဲပေါင်းမှုကိုတွေ့ရှိခဲ့ရတာဖြစ်တယ်လို့ဥတော်ရာကပြောကြားခဲ့တာပါဒါကြောင့်အခွန်ရရှိမှုအခြေအနေနဲ့ပတ်သက်ပြီးအစိုးရတဲ့အနေနဲ့ဒီကိစ္စကိုလေးလေးနက်နက်ပြန်လည်စဉ်းစားသင့်တယ်လို့လည်းဆိုပါရယ်။မလ25ရက်နေ့ကပြုလုပ်တဲ့ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာလွှတ်တော်ကိုယ်စားလှယ်ဦးတော်ရအောင်က 2016ခုနှစ်ရန်ကုန်တိုင်းဒေသကြီးဖန်နာငွေရာသုံးဆိုင်ရာဥပဒေကြမ်းနဲ့ပတ်သက်ပြီးရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဖန်နာရေးစီမံကိန်းနဲ့စီးပွားရေးကော်မတီရဲ့သုံးသက်ချက်အစီရင်ခံစာတင့်မြင့်ဆောင်2016အပေါ်အခြေခံပြီးအခုလိုဆွေးနွေးအကြံပြုခဲ့တာဖြစ်ပါတယ်။ရခိုင်ဖန်နာရေးမြင့်များကတာမန်ရဝေသယင်းများပေါ်လေးလာတွေးရှိချက်များကိုအနည်းငယ်သုံးသပ်တင်ပြသွားလိုပါလေ။အဲ့ဒါတွေကတော့ ာမန်ရဝေသရေနေဘယ်ကအများဆုံးရတယ်ဆိုကျွန်တော်တို့ခွန်ခါတွေကနေရတာဖြစ်ပါလေအဲ့ဒီသာမန်ရဝေသရေနေမှာလေးလာတွေးရှိရတာကငားရံကတွေအလွန်နေခြင်းဖြစ်ပါလေဘလိုနေရာကငားရံကတွေနေတာလဲလို့ကျွန်တော်တို့ပြန်ပြီးတော့ကြည့်တဲ့အခါမှာအများကြီးလူပန်းချေရာနေရာတွေကိုစီးပွားရေးလုပ်ငန်းများကိုငားရံထားခြင်းမှာဖြစ်ပါလေဥပမာအားဖြင့် ညာချောသာပန်းပြေတဲ့ဥယျင်လိုနေရာမျိုးမှာကျွန်တော်တို့ငါးရံဖို့အတွက်ကုမ္ပဏီ၅ခုကတင်ပြရဲကုမ္ပဏီ၅ခုတွေ့ရကျွန်တော်ကုမ္ပဏီ၃ခုသာအမှုတွေတင်ပြထားကြအောင်သိရပြီးတော့အဲ့ဒီကုမ္ပဏီ၃ခုမှာမှာကုမ္ပဏီတစ်ခုကိုခွင့်ပြုမိတ်ပေးထားတာဖြစ်တယ်လို့ကျွန်တော်တို့သိရစစ်ချုပ်အစီအစဉ်ခံစားရလေ့လာသိရှိရပါတယ်အဲ့ဒီလို အများပြည်သူပန်းပြေရနေရာတွေမှာစီးပွားရေးလုပ်ငန်းအသုံးပြုမှုအတွက်ငားရမ်းထားတာတွေကိုကျွန်တော်တို့ပြန်လည်လေ့လာတဲ့အခါမှာငားရမ်းကားတွေဟာအလွန်နှဲပါခြင်းဖြစ်ပါတယ်ကျွန်တော်အပန်းပြေရာပန်းဥရင်ဆိုတဲ့နေရာကဖွင့်ပြီးစီးပွားရေးလုပ်ငန်းကိုလည်းနိုင်ရှင်ရင်မတူညီနိုင်ပါဘူးသို့သောအဲ့ဒီစီးပွားရေးလုပ်ငန်းကြောင့်ငားရမ်းချထားနေတဲ့ငားရမ်းကဈေးနှုန်းတွေဟာအလွန်နှဲပါတဲ့အတွက်ကျွန်တော်တို့အခွန်အရေးရရှိမှုနဲ့ပတ်သက်လို့ရှိရင် နောက်တော်ဝင်ပဲဆိုရတဲ့အနေနဲ့ဒီလေးနဲ့နဲ့ပြန်လဲစဉ်းစားသုံးလက်တင်မှာတော့ကြံပြုလိုပါတယ်ရန်ကုန်မြို့မှာရှိတဲ့အများပြည်သူအပန်းဖြေရာအထင်ကရပန်းဦးရင်ကြီးတွေဖြစ်တဲ့မြကျွန်းသာကန်တော်ကြီးပြည်သူရင်ပြင်စတဲ့နေရာတွေကိုပုတ်ကလေးကကုမ္ပဏီတွေကိုစီးပွားရေးအသုံးပြုမှုအတွက်ငှားရဲလောက်ကင်ခွင့်ပေးထားတာဖြစ်ပါတယ်ဒီလိုလောက်ကင်ခွင့်ပေးထားမှာကန်တော်ကြီးနဲ့ပြည်သူရင်ပြင်တို့မှာငှားရဲထားတဲ့ငှားရဲခန့်နှုံထားလေရာ ခက်ကာလာပေါင်းစင်းတဲ့ရောညီမှုရှိပဲနဲ့အလွန်အမင်းနဲပါနေတယ်လို့ရန်ကုန်တိုင်းဒေသကြီးစင်စစ်ချုပ်ရဲ့2014-2015ဘန်နာနှစ်လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာမှာဖော်ပြခဲ့ပါတယ်။အစိုးရအသစ်လက်ထက်မှာဖာကတ်ဒေသကြောင်းမြတ်တူဖော်မှုကိုစုံစမ်းစစ်ဆေးပေးဖို့အတွက်စုံစမ်းစစ်ဆေးကော်မရှင်အသစ်ဖွဲ့စည်းပေးဖို့အပါအဝင်အချက်6ချက်ပါသဘောထားကြေညာချက်ကိုကချင်လူမှုအဖွဲ့အစည်းတွေနဲ့မြန်မာနိုင်ငံပွန်လင်းမြင့်တာမှုနဲ့တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာရပ်ဘက်မဟာမိတ်အဖွဲ့အစည်းတို့ကပူးပေါင်းထုတ်ပြန်လိုက်ပါတယ်။ အဆိုပါသဘောထားကြေညာချက်ထုတ်ပြန်ခြင်းနဲ့ပတ်သက်ပြီးရန်ကုန်မြို့အင်းအားလိုင်းဟိုတယ်မှာမတ်လ25ရက်နေ့ကသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။လက်ရှိမှာကချင်ပြည်နယ်ဖားကန့်ဒေသမှာကြောင်မြဥပဒေများကိုကျော်လွန်ပြီးကုမ္ပဏီများကကြောင်မြများတူးဖော်နေမှုများကြောင့်ဒေသခံပြည်သူများအသက်အိုးအိမ်များဆုံးရှုံးနေရပြီးတဲ့တော်များပြုံတိမှုတဘာဝမြေရည်လေးများပျက်စီးဆုံးရှုံးမှုတို့ဖြစ်ပေါ်လျက်ရှိရာကြောင့်မတ်လ18ရက်နေ့နဲ့19ရက်နေ့တို့မှာကချင်လူတို့အဖွဲ့အစည်းများအရက်ဖတ်အဖွဲ့အစည်းတို့ကတွစ်ဆုံဆွေးနွေးခဲ့ကြပြီးသဘောထားကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ တကယ်တမ်းဒီအကြောင်းပြောမယ်ဆိုကျွန်တော်တို့နေမြန်မာလာပြီးတော့တဘာဝဘေးအန္တရာယ်ဖြစ်စီးတယ်ပြီးတော့ရှင်ကျွန်တော်တို့ကြောက်စင်းတက်ဆိုတာဖြင့်ကျွန်တော်တို့ညံ့လို့တာကကျွန်တော်တို့တဘာဝဘေးအန္တရာယ်ကိုကျွန်တော်ချစ်တယ်ကျွန်တော်တဘာဝဒီဖြစ်သွားတဲ့ဟာကျွန်တော်မလိုလားဘူးပြောမယ်ဆိုကျွန်တော်တို့ငွေ image အနေထောက်ကျွန်တော်တို့ကြိုက်တယ်အဲကြောက်စင်းဆိုတာဖြင့်လူအသက်ကိုကျွန်တော်တန်ဖိုးထားတယ် အဆိုပါသတင်းစာရှင်းလင်းပွဲမှာတော့ဖားကန်ဒေတာမှာလက်ရှိအချိန်မှာကြုံတွေ့နေရတဲ့အခြေအနေများကိုပြောဆိုခဲ့ပြီးလုပ်ပိုင်ခွင့်ရထားတဲ့ကုမ္ပဏီများမှာတရားမဲ့ပြုကျင့်မှုများဒေတာကရင်မစိကြောက်ရှာနေရသူများကြောက်ရှာအဖွေရခြင်းအကြောင်းအရာများကိုလည်းပြောဆိုခဲ့ပါတယ်။ဖားကန်ဒေတာမှာစာဝတ်နေရေးအတွက်အစည်းအဝေးစကားကြီးမားလွန်းတာကြောင့်ရင်မစိရှာဖွေသူများအနေဖြင့်ဝန်ရေးကိုဖြည့်ရှင်းဖို့အတွက်အသက်အန္တရာယ်ကြောင့်ရှာဖွေစားတောက်နေရတာဖြစ်ပြီးကုမ္ပဏီများမှာအဆိုပါရင်မစိကြောက်ရှာသူများကိုကြောင်များရပါကအသက်အန္တရာယ်ရှိရသည့်တရားမဲ့မှုများပြုလုပ်လျက်ရှိကြောင်းကိုလည်းပြောဆိုခဲ့ပါတယ်။ရင်မစိဆိုတာကို သူများတွေကလို့အသိပဲဖွင့်လေတော့မကြည့်ပါဘူး။ဒါပေမဲ့ဒီရေမစေးသမားတွေရဲ့ဘဝအခြေအနေဟာဘောနော်။သူတို့ရဲ့အနေအထားဟာသူများဆွတ်ပစ်ထားတဲ့ဒီအမိုက်ကောင်းကြီးမှာသမင်းလုံးလေးတွေကိုဘောနော်မျောလင့်ချက်တကြီးနဲ့အသက်လှုပ်ပြီးတော့လိုက်ရှာစားနေရတဲ့ဘဝအခြေအနေပါ။လက်ရှိအစိုးရလက်ထက်မှာနိုင်ငံတော်အခွန်နှဲပါစွာဖြင့်လောက်ကင်ဝင်ရရှိနေကြသော တိုင်းပြည်အတွက်အကျိုးဖြစ်ထွန်းမှုနှဲပါတာကြောင့်ဖားကန့်ဒေတာမှာကြောက်မြတ်တူးဖို့မှုတွေကိုရက်ဆိုင်တင်ကြောင်းကိုလည်းပြောဆိုခဲ့ပါတယ်။မကြာမီကဖွဲ့စည်းခဲ့တဲ့ဖားကန့်ဒေတာကိုစုံစမ်းစီစဉ်ရေးကော်မတီအဖွဲ့လာရောက်စစ်ဆေးစဉ်ကလည်းပွင့်လင်းမြင်သာမှုအားနည်းကြောင်းနဲ့လက်စားမှုအခြေအနေများကိုလည်းထည့်သွင်းပြောကြားခဲ့ပါတယ်။အစိုးရအသစ်လက်ထက်မှာစုံစမ်းစစ်ဆေးရေးကော်မရှင်အသစ်တစ်ခုဖွဲ့စည်းပြီးတရားမျှတစွာအမြဲဆုံးဖြည့်ရှင်းပေးဖို့အတွက်တောင်းဆိုသွားမှာဖြစ်တယ်လို့လည်းပြောကြားခဲ့ပါတယ်။ ရန်ကုန်စတော့အချိန်မှာရှယ်ယာရောင်းချခွင့်ရရှိခဲ့တဲ့ကုမ္ပဏီ6ခုနဲ့ FMN ကုမ္ပဏီမှစတော့ရှယ်ယာစတင်ရောင်းချတဲ့အခမ်းအနားကိုမတ်လ25ရက်နေ့ကရန်ကုန်စတော့အချိန်ရောင်းချမှာပြုလုပ်ခဲ့ပါတယ်စတင်ရောင်းချတဲ့ပွဲကိုဘန်နာရီတူဝင်ကြီးဥမမောင်သိန်းတက်ရောက်ခဲ့ပြီးအဖွင့်အမှားစကားပြောကြားခဲ့ပါတယ်။အခုလို stock exchange စတင်ရောင်းချတာနဲ့ပတ်သက်ပြီးဘန်နာရီတူဝင်ကြီးကအခုလိုပြောကြားခဲ့ပါတယ်။အဖွင့်နဲ့ရင်းနဲ့ stock share စာရောင်းနေရက်ကအဲ့လိုထပ်မြဖြစ်လို့မရှိကြဘူးလीမရှိကြတော့လား stock share ရောင်းနေရက်ကိုသတ်မှတ်တယ်ဘောသတ်မှတ်ပြီးတော့မှပြင်ဆင်ရတော့ပြင်ဆင်နေဆိုတာအဓိကအဖြစ်တော့ဒီမှာဒီမှာရှိနေတဲ့ public company တွေဟာ share တွေကိုသူတို့က certificate တွေစာရွက်တွေနဲ့ပေးထားတော့အဲ့တော့ဒီ stock ကိုချင်းရတော့ certificate ကိုတော့တုံးတော့ဘူးသူတို့က electronic form ကိုတုံးတဲ့အတွက်ကြောင့်သူတို့ share တွေကို electronic form ဖြစ်နေပြန်ပြောင်းသွားတာအဲ့ဒါနည်းနည်းအချိန်လက်ဝယ်တာတော့အချိန်ကြာတာပေါ့ ရားလိုပြန်ပြောင်းတဲ့နေရာမှာကျွန်တော်တို့ငကူကရွေးထားတဲ့6ခုထဲမှာသူတို့ပြန်ခိုင်းတာပေါ့နော်ဘယ်သူအမြန်ဆုံးပြီးမလဲပေါ့နော်အဲ့လိုပြန်ခိုင်းလိုက်တဲ့အခါမှာ FMI ကအမြန်ဆုံးပြီးသွားပါတယ်ပြီးသွားတဲ့အတွက် FMI ဒီနံပါတ်1အနေနဲ့ listed company ဖြစ်ပြီးတော့ရှယ်ယာတွေထုတ်ရောင်းဝင်ရတယ်ဒီနေ့ရောင်းလိုက်တယ်ပေါ့နော်အဲ့တော့ဒီနေ့ရောင်းတာကိုကြည့်လိုက်တဲ့အခါမှာလည်းတော်တော်အားရဖို့ကောင်းတယ်ဗျာဘာကြောင့်လဲလို့မေးရင်ရှယ်ယာဝယ်ခြင်းတဲ့ပုဂ္ဂိုလ်တွေက securities company တွေမှာတန်းစီနေတာ ။တချို့ဆိုမနေ့9နိုင်တည်းကလာပြီးတန်းစီနေကြတယ်။အဲ့ဒါကျွန်တော်ဓာတ်ပုံတွေရိုက်ထားပါတယ်။ဗီဒီယိုတွေရိုက်ထားတယ်။တန်းစီပြီးတော့ဝင်နေကြတာ။နောက်တစ်ခါဒီမှာလဲဒီပုတ်ကြီးမှာမြင်တဲ့အတိုင်းပဲ။ဝဲဝဲလိုအား7000ကျော်ရှိတယ်။ဒီရောင်းလိုအားမို့7000ကျော်မရှိဘူးပြင်တယ်။ဝဲလိုအား7000ကျော်ရှိတယ်။ကျွန်တော်တို့ဈေးစဖွင့်တာကဘောင်းဝမ်းရှယ်ပေါ့နော်ရှယ်တခုကို2600နဲ့စဖွင့်နေဒါပေမဲ့ဥက္ကဋ္ဌဆုံးမှာဈေးတည့်သွားတာ3100နဲ့တည့်သွားတာဒါလည်းပဲ တော်တော် realistic ဖြစ်တယ်ဒီပါအဲ့တော့ဒါကိုကြည့်ချင်းအဖြစ်မြန်မာပြည်သက်တွေအနေနဲ့က stock ကြီးချိန်ပြီးเนาะเนาะဟိုနာပါတယ်အလားအလာကောင်းနေဆိုတော့ပြပါပါเนาะဒါကျွန်တော်တို့ကျူပန်ကျူနဲ့เนาะ stock share ရဲ့အယောင်းဝယ်ပြုလုပ်တာကိုနနက်9နာရီမှစတင်ခဲ့ပြီးနနက်17နာရီမှတစ်ချိန်မွန်းလွဲ့တနာရီမှတစ်ချိန် share အယောင်းဝယ်တွေကို machine ပြုလုပ်မှာဖြစ်ပါတယ်ရန်ကုန် stock exchange မှာ first myanmar investment first private bank myanmar citizen bank မြန်မာသီလဝါ Assets Holding Public Company Great Hogan Public Company မြန်မာ Agri Business Public Corporation မကိုရိုကနေရှယ်ယာရောင်းချခွင့်ရထားတာဖြစ်ပါတယ်ရန်ကုန်စတော့အချင်းကိုမြန်မာနိုင်ငံဘက်စီးပွားရေးဘဏ်ကအစုရှယ်ယာ51ရာခိုင်နှုန်းဂျပန်နိုင်ငံ Taiwan Institute of Research Japan Exchange Group တို့ကနေ49ရာခိုင်နှုန်းတို့နဲ့ပူးပေါင်းဖွဲ့စည်းထားတာဖြစ်ပါတယ်။လက်ရှိမှာတော့ရန်ကုန်စတော့အချင်းကိုပြည်တွင်းကုမ္ပဏီတွေနဲ့စတင်ထားပြီး စတော့ရောင်းဝယ်ဖို့အတွက်အချိန်နှစ်ချိန်သတ်မှတ်ထားတာဖြစ်ပါတယ်။အနုပညာစည်းစားရေးဘိုးဘွားရိတ်တာအလူပွဲတော်မှာအနုပညာနယ်ပယ်သီးသီးကနယ်မယ်ကြီးတဲ့အနုပညာရှင်ပေါင်းများစွာကပါဝင်ကူညီလှူဒါန်းတော်မှာဖြစ်ပါတယ်။ဒီပွဲကိုတော့ရှန်ကုန်မြို့မြို့သားကားဆက်ယုံမှာ မတ်လ25ရက်နေ့ကစတင်ပြီးတော့နှစ်ရက်ကြာကျင်းပပေးသွားမှာဖြစ်ပါတယ်။ဒီသတင်းကိုတော့ 11web TV ကသတင်းတောက်သူစာမြင့်ကတွားရောက်သတင်းရယူထားတာပါ။ 11web TV ပရိသတ်ကြီးမင်္ဂလာပါ။အခုရောက်ရှိနေတာကတော့နေမွေစည်းစာအမှုပညာပွဲတော်ကိုရောက်ရှိနေတာပါ။ဒီပွဲတော်ကိုတော့ရန်ကုန်မြို့ကမြို့သားကစားရုံမှာမတ်လ25ရက်နေ့ကနေနှစ်ရက်တိုင်ကျင်းပသွားမှာဖြစ်ပါတယ်။ဒီပွဲတော်မှာဆိုရင်တပင်ရုပ်ရှင်နိဗ္ဗာန်စေတွေစာအုပ်စည်းရောင်းပွဲတော်တွေအမှုပညာရှင်တွေရဲ့ဖြောပြတင်ဆက်မှုတွေနဲ့ကျင်းပသွားမှာဖြစ်ပါတယ်။ ပွဲတော်မှာပြဆက်စတေရှိုအော်ပရာအညိတ်ပကြီအယောင်ပွဲစာအုပ်ဇေယောင်ပွဲတော်အမှုပညာအမတ်တရားပစ္စည်းရောင်းချတာတွေပျော်ပွဲရှင်ပွဲတွေနဲ့နိဗ္ဗာန်ဇေယောင်ပွဲတော်တွေစတာတွေနဲ့ကျင်းပပေးနေတာပါဒီပွဲတော်ကိုကျင်းပရခြင်းနဲ့ပတ်သက်ပြီးတော့အမှုပညာစည်းစားရိတ်ပိုးပွားရိတ်တာရဲ့ဥက္ကဋ္ဌဖြစ်တဲ့ဆ iam ဒေါ်တန်းမြင့်အောင်ကအခုလိုပြောကြားထားပါတယ်ကျမတို့ဒီအမှုပညာစည်းစားရိတ်ရမုံဝေပွဲပေါ့ နေမွင်စည်းစာဥပညာပွဲတော်မှာကျမတယောက်တည်းမဟုတ်ပါဘူးစာပေဂီတရုပ်ရှင်သဘင်အဲ့ဒီရသူတွေအကုန်လုံးကဝိုင်းပြီးတာဝန်ယူကြတာပါကျမတို့မြန်မာနိုင်ငံမှာရှိတဲ့အနုပညာရှင်တွေအားလုံးပေါ့အနုပညာရှင်တွေအားလုံးဆိုတာနေပဲအသီးသီးကစာပေဂီတရုပ်ရှင်သဘင်ပကြီးပပုကာတွန်းအစရှိတဲ့အနုပညာရှင်ကြီးတွေအုံမင်းမဆွမ်းဖြစ်လာတဲ့အခါမှာသူတို့အတွက်အားကိုးရအရေးကောင်းကောင်းလိုရင် ကျမတို့သူတို့လိုအပ်တာကိုဖြည့်ဆည်းပေးဖို့အရေးတယ်မဟုတ်ပါဘူးနေတာကောစားတာကောသူတို့ရဲ့ဟိုပေါ့နော်ဟိုအမှုပညာဖန်တီးနိုင်ခွင့်ပေါ့သူတို့အမှုပညာဖန်တီးခြင်းတဲ့သူတွေလည်းအမှုပညာဖန်တီးလို့ရအောင်မဖန်တီးနိုင်တဲ့သူတွေလည်းအမှုပညာကိုခံစားလို့ရအောင်နောက်တစ်ခါကျတော့သူတို့ဟာတကယ်ဟိုပြည်သူချစ်တဲ့အမှုပညာတွေပြည်သူကိုအလုပ်ကျွေးပြုလာတဲ့အမှုပညာရှင်ကြီးတွေဖြစ်တဲ့အတွက်နောက်မျိုးဆက် တဲ့အမှုပညာတွေကလည်းပဲအမှုပညာရှင်ကလေးတွေကလည်းသူတို့စီကိုလာပြီးတော့မှချင်းကပ်ပြီးတော့တင်ယူလို့ရအောင်ကျမတို့တနေရာထဲမှာစုထားဖို့အတွက်အမှုပညာစည်းစားရေးဆိုတာကိုကျမတို့တည်ထောင်လာတာပါပွဲတော်ရဲ့ညပိုင်းစီစဉ်တွေမှာတော့ရုပ်ရှင်သရုပ်ဆောင်တွေဖျော်ဖြေတင်ဆက်ပေးမယ်။ဒါရိုက်တာကျော်စောလင်းအတွေ့ပုံရဲ့အိုဘီမဲ့လဲစွမ်းပါတဲ့ပြဇာတ်။ဒါရိုက်တာမိုက်တီရိုက်ချက်ရိုက်ကူးထားတဲ့ BD အောင်တိုက်ရဲ့မတ်ရွှေအထက်တန်းစားပြဇာတ်။ကတ်တွန်းဆရာတွေရဲ့ ိုးကတ်တွန်းအငိမ့်ရပ်ဘာတန်ကျက်အဖွဲရဲ့ဖြော်ပြတင်ဆက်မှုအလင်္ကာဝိယီဂျီဂီတာအဖွဲရဲ့မြန်မာတန်စင်ကန်နဝင်ဂီတဖြော်ပြရေးအစီအစဉ်စီးစာတဲ့အော်ပရာစတဲ့အစီအစဉ်တွေ ပါဝင်မှာဖြစ်ပါတယ်ပွဲတော်ရဲ့နေပိုင်းမှာတော့ပကြီလှထုံးအောင်စီစဉ်တဲ့ပကြီကားလီလန်အယောင်ချပွဲစာရေးဆရာတွေဖြစ်တဲ့ဆရာမဒေါ်တန်းမြင့်အောင် ကိုရိုးကွန်ညိုတင့်ငယ်ကြပြဆရာစောဝေတို့စီစဉ်တဲ့စာအုပ်လက်မှတ်တို့အယောင်ပွဲတော့ အစရှိတဲ့အစီအစဉ်တွေများစွာလဲပါဝင်ပါတယ်။ညပိုင်းအစီအစဉ်ကိုကြည့်ရှုလိုသူတွေအတွက်လက်မှတ်တစ်စောင်ကို7,000ကနေ7,000အထိသတ်မှတ်ထားတာဖြစ်ပါတယ်။